ဇိုဘီမန်နီကဥရောပရဲ့အကောင်းဆုံး Rice ကတော့ Kitty Brian Robertson လို့ချီးကျူးလိုက်တဲ့ Arsenal ကနေဝင် Martin Keown ပရိသတ်များအားလုံးပဲမင်္ဂလာပါများ Arsenal Legend Hub ကနေတင်ဆက်နေပါတယ်ဇိုဘီမန်နီကတော့ဥရောပရဲ့အကောင်းဆုံးတဦးဖြစ်နေပါပြီ Declan Rice ကတော့ Kitty Brian Robertson ပါပဲလို့ Arsenal ကနေဝင် Martin Keown ကပြောလာခဲ့ပါတယ်ဒီစကားလေးဟာဘောလုံးလောကမှာစကားဆက်မိရင်တော့မှအတိတ်ပြည့်ဝဆုံးဝေဖန်မှုတစ်ရက်ပါပဲဒီစကားလေးထဲမှာကစားမနှစ်ယောက်ရဲ့ဂုဏ်သတင်းသာမကတ် ိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကစားဟန်တူညီမှုတွေအာဆင်နယ်ကလပ်ရဲ့သမိုင်းဝင်အမွေနှစ်တွေပါထင်ရှားနေပါရီမာတင်ကီအွန်းကဥရောပရဲ့အကောင်းဆုံးလို့သုံးနှုန်းထတာကဇူဗီမန်နီရဲ့လက်ရှိနေသားကို အပြေးအဝအတိမတ်ပြုလိုက်တာပါဥရောပဟာကမ္ဘာဒုတိယအသေးဆုံးတိုက်ဖြစ်ပြီးတော့နိုင်ငံပေါင်း90ခန့်ရှိကရုရှားလိုကြီးမားတဲ့နိုင်ငံတွေအပါအဝင်ဖြစ်ပါရီလူရှင်ပြိုင်မှုများတဲ့ပတ်ဝန်းကျင်မှာအကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိဖို့ဆိုတာတိတ်ပြီးမလွယ်ကူပါဘူးဒီကားဟာဇူဗီမန်နီအပေါ်မှာသူ့ရဲ့ယုံကြည်မှုကိုပြသလိုက်တာပါ ူကိုကဘာစင်းကစားမအဖြစ်အာစနယ်ကမှတ်ယူလိုက်တာဖြစ်ပြီးသူ့ရဲ့စွမ်းဆောင်ရည်ကဥရောပဘောလုံးအဆင့်တန်းကိုကျော်လွန်နေပြီလို့ဆိုလိုနေတာဖြစ်ပါတယ်။ Declan Rice ကိုတော့ Man U ကနဝင် Brian Robson နဲ့တူတယ်လို့တောင်းမှ Martin Keown ကချီးကျူးခဲ့ပါတယ်။ Brian Robson က Manchester United နဲ့ England အသင်းတွေမှာတမိုင်းဝင်ကစားမကြီးတစ်ယောက်ဖြစ်ပါတယ်။သူမှာကောင်းဆောင်မှုစွမ်းရည်ပြေဝါမှုကစားရေးစနစ်ကြောင်းတွေပေါင်းဆက်ပါဝင်နေပါတယ်။ Martin Keown က Declan Rice ကို Kitty Brian Robson လို့သုံးနှုန်းထားတာက Rice မှာ Robson လို့အယူချင်းနေရှိနေတာကိုပြောတာဖြစ်ပြီး ီခေကာလနဲ့ကန့်ညီအောင်လို့သူ့ရဲ့ကစားဟန်ကိုခင့်မြအောင်ပြင်ဆင်ထားတယ်ဆိုတာကိုဆိုလိုနေပါတယ်။ဒီနိုင်ရှင်မှုကအာစနယ်ရဲ့ကလပ်အမွေအနှစ်ကိုပြောနေသလိုပါပဲ။ရော့ဘင်စန်လိုကစားမမျိုးကိုအာစနယ်ကမွေးထုတ်နိုင်သေးတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ရော့ဘင်ဟာနှစ်ပေါင်းများစွာအစင်တန်းမြင့်တဲ့ရည်ချင်းကိုထိန်းသိမ်းထားနိုင်ခဲ့သလို Rice ကလည်းလိုမျိုးဖြစ်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပြောနေတာပါ ဒါကအင်္ဂလိပ်ဘောလုံးမှာရှိခဲ့တဲ့ကစားမကြီးတွေရဲ့အကြီးချင်းတွေကိုခေတ်သစ်ကစားမတွေကဆက်လက်ထိန်းသိမ်းထားနိုင်သေးတယ်ဆိုတာကိုပြသလိုက်ရလဲရောက်နေပါပြီ။မာတင်ကီအွန်းရဲ့ဒီစကားဟာအာစနယ်ကသူတို့ရဲ့ကစားမတွေကိုဘယ်လောက်ထိယုံကြည်မှုရှိသလဲဆိုတာပြသနေပါပြီ။ကမ္ဘာစင်မီကစားမတွေကိုမွေးထုတ်နိုင်တဲ့ကလပ်တစ်ခုရဲ့ဂုဏ်ယူဝင်ကြွားမှုလည်းဖြစ်ပါရည်။ဇူဘီမန်နီကိုဥရောပရဲ့အကောင်းဆုံးလို့သတ်မှတ်ထားတာကသူ့ရဲ့အနာဂတ်ကိုမျှော်မှန်းလိုက်တာပါပဲ။သူကအာစနယ်ရဲ့အနာဂတ်ကောင်းဆောင်ဖြစ်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရည်။ဥရောပမှာနိုင်ငံပေါင်း90ခန့်ရှိပြီးတော့ဘာသာစကားပေါင်း225ခုခန့်ရှိပါရည်။ လူမျိုးရင်ကျေးမှုစုံလင်တဲ့အတိုင်းကြီးမှာအကောင်းဆုံးဆိုတဲ့အဆင့်ကိုရောက်ဖို့ဆိုတာတိတ်ကိုခဲရင်ပါလေဥရောပပြိုင်ပွဲတွေဖြစ်တဲ့ချန်ပီယံလိယူရိုပါလိလိုထိပ်တန်းကလပ်ပြိုင်ပွဲတွေနဲ့ယူရိုနေရှင်းလိလိုမျိုးနိုင်ငံအသင်းပြိုင်ပွဲမျိုးတွေမှာကမ္ဘာစစ်မီကစားမတွေကရှင်ပြိုင်ကြပါလေလူပြိုင်ပွဲမျိုးတွေမှာအောင်မြင်မှုဆိုတာဥရောပရဲ့အကောင်းဆုံးဆိုတဲ့အဆင့်ရှိမှဖြစ်နိုင်မှာပါမာတင်ကီအုံးကအာဆနယ်ရဲ့ကံတွင်ကစားမကြီးဖြစ်တဲ့အတွက်သူ့မှာကစားမတွေရဲ့ရည်ချင်းကိုခွဲခြားစိတ်ပြနိုင်တဲ့အတွေ့အကြုံတွေကျေဝနေပါလေသူရဲ့ဒီစကားဟာအာဆနယ်ပေါ်မှာတစ္ဆာရှိမှုကိုပြသလိုက်တယ်လို့ဖြစ်နေပါလေ ကလယ်ယနာကတ်ကိုယုံကြည်မှုရှိပြီးတော့ကလပ်အတွက်ဂုဏ်ယူဝင်ကြွားနေတာမျိုးလည်းဖြစ်ပါတယ်။မာရင်ကီဦးရဲ့ဒီစကားလေးထဲမှာကနွင်ကစားမရရဲ့အတွေ့အကြုံကလပ်ရဲ့ယုံကြည်မှုကစားမရရဲ့စွမ်းရည်အနာဂတ်အတွက်မျှော်လင့်ချက်တွေအားလုံးပါဝင်နေပါတယ်။ဘောလုံးလောကမာရီမကပဲနဲ့ဘဝမှာလည်းလူမျိုးမာရင်ဤကွန်ဉာဏ်ပညာဆိုတာကျွန်တော်အားလုံးတက်ကြင်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။မြင်တတ်ဖို့သိရှိဖို့ယုံကြည်ဖို့မျှော်မှန်းတတ်ဖို့ဒီချက်လေးချက်ကအောင်မြင်သူတိုင်းရဲ့လေဝက်ချက်တွေပါပဲ။ညီကိုရောကရောမာတင်ကီအွန်းရဲ့စကားအပေါ်မှာဘယ်လိုမြင်ကြလဲခင်ဗျာ။လက်ခံပေးလို့ရနိုင်တယ်လို့ထင်ကြပါလား။ ြောပြပေးသွားခဲ့ကြပါဦးများအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ